အိန္ဒိယပြည်မြောက်ပိုင်းဥတ္တရနာတိုင်းရှိခြေတော်ရာတရှိတရုတ်ဖုံးတော်ကြီးပါရီယန်ဟာ ခရစ်နှစ်399ခုနှစ်မှ414ခုနှစ်အတွင်းအိန္ဒိယနိုင်ငံသို့ခရီးရှည်သွားရောက်ပြီးဗုဒ္ဓဘာသာဆိုင်ရာ အထွတ်အမြတ်နေရာများနဲ့ဒလီထုံးတမ်းများကိုအသေးစိတ်မှတ်တမ်းတင်ခဲ့ပါတယ်။အဲဒီအချိန်ကခေါ်ခဲ့တဲ့ဥတ္တရနာတိုင်းဟာယခုလက်ရှိပါကစ္စတန်နိုင်ငံရဲ့စဝတ်ချိုင်ဝမ်ဒေသနဲ့အနီးတစ်ဝိုက်မှာရှိတယ်လို့ ပညာရှင်များကသတ်မှတ်ထားပါတယ်ဘုရားဖျားရှင်သက်ရှိတင်ရာရှိတဲ့ခါမှာဥရနာအိုင်းတို့ချွတ်ရောက်ခဲ့ပြီးနာဂဘယင်အားတရားပြရန်နဲ့ထိုဒေသမှာရှိတဲ့တတဝါများဤကောင်းကျိုးအတွက်ကြည်ရွယ်ပြီးတော့ခြေတော်ရာကိုခြံထားခဲ့ခြင်းဖြစ်ပါတယ်ခြေတော်ရာမူရင်းနေရာဟာအချိန်ကာလကြာလာတဲ့မြားပျက်စီးမှုများရှိလာတာကြောင့်ပါကစ္စတန်နိုင်ငံဆဝတ်ပြတိုင်းမှာမူရင်းကျောက်တုံးပေါ်ရှိခြေတော်ရာသို့မဟုတ်ယင်းခြေတော်ရာကိုပုံတူကူးထားသောအလွန်ရှိချသည့်အမှုပညာလက်ရာအားတော် 보면 할 말에 그냥